ိကတော့ကျွန်တော်တို့ဒီခရီးစဉ်မှာကျွန်တော်အပိုင်း၃ပိုင်းခွဲပြီးပြောချင်ပါတယ်အပိုင်း၃ပိုင်းကတော့တပိုင်းစီကအရေးပါနေတဲ့အတွက်ကြောင့်မို့ဖြစ်ပါတယ်ပထမဆုံးရုရှားပေါ့နော်ရုရှားမှာကျွန်တော်တို့ရုရှားခရီးစဉ်ပြီးရင်တော့ကျွန်တော်ကာဇက်စတန်ခရီးစဉ်ပြီးရင်တော့ကျွန်တော်တို့အပြန်မှာတရုတ်ပြည်သမရနိုင်ငံဒါကူမင်းမှာကျွန်တော်တို့ခဏလာခဲ့သေးတယ်အဲ့ဒါလေးကိုကျွန်တော်ပြောချင်ပါတယ်ပထမဆုံးကတော့တစ်ခုနဲ့တစ်ခုကလည်းသဘောတဘောသဘောကနည်းနည်းကွာခြားတယ်ကွာခြားတဲ့ကြောင့်၃ပိုင်းခွဲပြီးပြောမယ်အဲ့ပထမဆုံးကျွန်တော်တို့ ဒါအဓိကတော့ကျွန်တော်ရုရှားနိုင်ငံမှာရုရှားနိုင်ငံမှာကျင်းပတဲ့ကျွန်တော်ဒါ Ghost Attack ကနေကြီးမှုပြီးကျင်းပတဲ့ကပ္ပကအနုမြူပေါ့နော်ယတ္တစပပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကြာကျွန်တော်တို့ပိုရန်ကြီးကိုတက်ရောက်တာဖြစ်တယ်ပြီးရင်ရုရှားသမ္မတဗလာဒီမာပူတင်နဲ့တွေ့ခဲ့တယ်အဲ့မှာကျွန်တော်တို့ကဒီကမ္ဘာနိုင်ငံအသီးသီးကလည်းဇာရောက်ပြီးတော့ကြာဒါ World Atomic Forum ကို ဒါတက်ရောက်တာဖြစ်တယ်တက်ရောက်တဲ့အခါမှာဒီအนุမြူဆွိုင်းရင်နဲ့ပတ်သက်ပြီးငြိမ်းချမ်းစွာပေါ့နော်အပေါင်းပြုနိုင်ဖို့အนุမြူဆွိုင်းရင်ကိုဒါနိုင်ငံတိုင်းကအนุမြူဆွိုင်းရင်နဲ့ပတ်သက်ပြီးနိုင်ငံတိုင်းကငြိမ်းချမ်းစွာနဲ့ပြည်သူလူထုအကျိုးအတွက်အပေါင်းပြုနိုင်ဖို့အတွက်ကိုကျွန်တော်တို့ဒါဆွေးနွေးကြတာရှိပါတယ်ဆွေးနွေးကြတဲ့နေရာမှာတက်ရောက်တဲ့နိုင်ငံတွေရဲ့အမြင်သဘောထားတွေကိုလည်းနားထောင်ကြရတယ်ဒီနိုင်ငံတော်စီမံအသေးသေးကျွန်တော်နိုင်ငံတော်ယာယီသမတကြီးရဲ့ဒါ မိန့်ခွန်းလည်းပြောခဲ့ရတယ်။ယာယီသမတကြီးရဲ့မိန့်ခွန်းနဲ့မြန်မာနိုင်ငံရဲ့သဘောထားလည်းပြောခဲ့ရတယ်။ဒီထက်မှအနှစ်ချုပ်ပြောရင်တော့မြန်မာနိုင်ငံရဲ့သဘောထားကတော့ကျွန်တော်တို့ဒီအနုမြူစွမ်းအင်ကိုအကျွမ်းအသုံးပြုတိုင်ရဲ့အသုံးပြုခြင်းအကျွမ်းအင်ကတော့မြန်မာနိုင်ငံမှာစွမ်းအင်ပေါ့လေတည်ငြိမ်တဲ့စွမ်းအင်တည်ငြိမ်တဲ့လျှက်ဆက်စွမ်းအင်တခုရရှိဖို့အဲပြီးရင်ဆေးဘက်ဆိုင်ရာစိုက်ပျိုးရေးဘက်ဆိုင်ရာသုတေသနတွေမှာဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဒါတွေကိုကျွန်တော်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်အဲဒီရာနဲ့ပတ်သက်ပြီးတော့ကြာဒါပြည်ရနဲ့ကျွန်တော်တို့ဒါ ရုရှားရဲ့အနုမြူဆိုင်အေဂျင်စီတက်တ်ဂိုးစ်အတန်နဲ့လည်းကျွန်တော်သဘောတူလက်မှတ်တွေရေးထိုးခဲ့တာတွေရှိတယ်။အပြင်တော့ကျွန်တော်တို့အာရုရှားသမ္မတကြီးမစ္စတာဗလာဒီမာပူတင်နဲ့တွေ့ဆုံခဲ့တာရှိတယ်။အဲဒီမစ္စတာဗလာဒီမာပူတင်နဲ့တွေ့ဆုံတဲ့အခါမှာတော့ရုရှားနိုင်ငံအနေနဲ့မြန်မာနိုင်ငံကိုဒါအရှိတောင်အာရှမှာယုံကြည်ချိတ်စိတ်ချသောမိဖက်နိုင်ငံတစ်ခုဖြစ်ဒါနေရန်အတိမတ်ပြုနေတဲ့အကြောင်းမြန်မာနိုင်ငံနဲ့လည်းရုရှားနိုင်ငံကိုမဟာဗျူဟာမိဖက်နိုင်ငံတစ်ခုနေနေတဲ့ အတိမတ်ပြုနာဆက်ဆံရေးပေါ့နော်ကျွန်တော်တို့ဆက်ဆံရေးတိုးမြင့်ဆောင်ရွက်သွားမယ်အကြောင်းရင်းတွေနှီးပညာဖလှယ်မှုတွေအာကာသဆိုင်ရာနှီးပညာအနှုမြူဆိုင်ရာဆိုင်ရာနှီးပညာအကြံနဲ့ကျွန်တော်ဒါပြည်သူလူထုကိုထိုက်ရိုက်အကျိုးပြုမယ်နှီးပညာတွေဖလှယ်မှုတွေဆောင်ရွက်သွားကြမှာဖြစ်ကြောင်းလည်းကျွန်တော်တို့ဆွေးနွေးနိုင်ခဲ့ပါတယ်အဒုတိယကတော့ကျွန်တော်ကာဇက်စတန်ခီးစဉ်ပေါ့ကာဇက်စတန်ခီးစဉ်နဲ့ပတ်သက်ပြီးကာဇက်စတန်ဒီမြန်မာနိုင်ငံရဲ့နိုင်ငံခေါင်းဆောင်တူပထမဦးဆုံးရောက်ရှိတာဖြစ်ပါတယ်ကာဇက်စတန်နိုင်ငံတော်ဒီ ကာဇက်စတန်နိုင်ငံရဲ့ထူးခြားချက်ကလည်းအဲကျွန်တော်တို့ဒါတော်တော်ထူးခြားတဲ့နိုင်ငံတစ်ခုဖြစ်တယ်။သူကကျွန်တော်တို့အာရှတိုက်ရဲ့အလဲပိုင်းမှာရှိတဲ့ကုံတွင်းပိတ်နိုင်ငံတစ်ခုဖြစ်တယ်။သို့တော့အာရှတိုက်နဲ့အဲဥရောပတိုက်ရဲ့ဥရောပတိုက်အလဲမှာပေါ့ဗျာ။ဥရောပတိုက်နဲ့အာရှတိုက်ရဲ့အဆက်မှာရှိတယ်။ဒါအာရှတိုက်ရဲ့အလဲမှာဖြစ်တဲ့ကြောင့်မလို့အဲခမရိုကျွန်တော်တို့ကြားဘူးမှာပဲ။အရင်တော့ကျွန်တော်တို့ဒါပထဝီနိုင်ငံရေးပေါ့ geopolitics မှာ theory တွေရှိတယ်။အဲဒီမှာတော့ကျွန်တော်တို့ ဒါဟတ်လန်းနဲ့နေတော့ရင်းလန်းနဲ့နေတော့ဒါကဘာရဲ့ဘောနောအလဲဘူချက်နေနေတော့ဒီအနေဒီရဲ့အေးပါမှုလဲသိမှာဒီနေရာဟာကဘာရဲ့ဘူအလဲချက်နေနေပေါ့နော်ဒါအာရှဥရောပတိုက်ပေါ့ကဘာမှာအကြီးဆုံးကုန်းမြေရဲ့အလဲနေမြေဖြစ်တဲ့အတွက်သူ့ရဲ့နေရာကနေပြောကြကျွန်တော်တို့ဒါကုံလန်းပို့ဆောင်ရေးတဲ့တယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအားလုံးပေါ့ဒါဖြတ်တန်းသွားတဲ့ပေါ်ရှိတယ်ပြီးရင်နိုင်ငံအနေနဲ့လဲဒါတိုးတက်အောင်ကျွန်တော်ဆောင်ရွက်နေတယ်သူ့ရဲ့ပညာရေးကဏ္ဍလည်းမြင့်ပါတယ်ကျွန်တော်ကျမ်းမာရေးကဏ္ဍလည်းမြင့်ပါတယ် ဒီမြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်နိုင်မဲ့ကဏ္ဍတွေနဲ့ပတ်သက်ပြီးလဲဒီတမတားကြီးကိုယ်တိုင်ကဒါရှင်းလင်းပြပခဲ့ပါတယ်ကျွန်တော်တို့လည်းသူတို့နိုင်ငံရဲ့အခွင့်အရေးကျွန်တော်တို့နဲ့ယင်းနှီးမြုံနိုင်တာမြဲအခွင့်အရေးကျွန်တော်တို့နဲ့စီးပွားတိုးတက်ဆောင်ရွက်နိုင်မဲ့ဒါအခွင့်အလမ်းတွေကိုလည်းကျွန်တော်ပြောခဲ့တာဖြစ်ပြောခဲ့တာရှိပါတယ်အဲဒီဒီပညာပူးပေါင်းဆောင်ရွက်မှုတွေ PID နဲ့ပတ်သက်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေဒါတွေကိုလည်းကျွန်တော်တို့ဒါဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပါတယ် ထူခြားချက်ကတော့ဒီကာဇက်စတန်သမ္မတကြီးအနေနဲ့ကဒီမြန်မာနိုင်ငံကပထမဆုံးလာရောက်တဲ့ခေါင်းဆောင်ဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်ကိုဝမ်းသာအားရတယ်ကျေနပ်မှုရှိတယ်အဲဒါအပြင်ကျွန်တော်တို့တွေ့ဆုံပွဲပြီးမှကျွန်တော်တို့ဇေယယာယီသမ္မတကြီးဗိုလ်ချုပ်မှုမင်းအောင်လိုင်ကိုတော့အပြန်အပြန်နဲ့အချိန်ပါပေါ့နော်ကားပေါ်ထိလိုက်ပြီးနှုတ်ဆက်တာမျိုးပေါ့နော်ဒါတွေထိယင်းဤဖော်ရမှုတွေပြတတ်တာမလို့ကျွန်တော်တို့နိုင်ငံအနေနဲ့မိတ်ဆွေခေါင်းနိုင်ငံတစ်ခုတိုးတယ်လို့ပဲပြောချင်ပါတယ်နောက်အပြန်ခီးစဉ်အပြန်ခီးစဉ်မှာတော့ကျွန်တော်က ကုမင်းမူဝင်ရောက်ခဲ့တယ်ကုမင်းမဝင်ရောက်ခဲ့တဲ့အချိန်မှာဒီယူနန်ပြည်နယ်ရဲ့အကွန်မြူနစ်ပါတီအမြဲတမ်းပါတီဝင်ပေါ့နော်ဥပဒေရေးရာအတွင်မှုပေါ့ပြီးရင်တော့ကျွန်တော်တို့ခမောက်ကျွန်တော်နဲ့ရင်းချင်းနေကြတဲ့ဒါတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အရှိတောင်အာရှကိုယ်စားလှယ်မစ္စတာတိန့်ရှီကျွန်းတို့နဲ့တွေ့ဆုံခဲ့တယ်အဲ့မှာတော့ကျွန်တော်အချက်၄ချက်ဆွေးနွေးခဲ့တယ်နံပါတ်၁အချက်ကတော့ဒီအရေးကြီးဆုံးအချက်ကတော့အပြန်အလှန်ဆွေးနွေးတဲ့အခါမှာမြန်မာနဲ့တရုတ်နိုင်ငံတို့ဟာ မိတ်ဆွေရင်းကြအိန္ဒိယချင်းနိုင်ငံတွေရွှေမျိုးပေါပေါနိုင်ငံတွေဖြစ်တယ်တဝူးနဲ့တဝူးယုံကြည်စိတ်ချမှုရှိပြီးတဲ့နိုင်ငံတွေဖြစ်တယ်ဆက်စပ်ဆက်တန်ရေးတွေတိုးမြင့်ဆောင်ရွက်သွားမှာဖြစ်တယ်အဲပြီးရင်တော့ကျွန်တော်တို့အနေနဲ့ဒါနှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေးပေါ့ဗျာနှစ်နိုင်ငံနယ်စပ်တည်ကြတည်ငြိမ်ရေးကိုတရုတ်အစိုးရအနေနဲ့လည်းနှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးကိုမြန်မာအစိုးရနဲ့ဒါလက်တွဲညီအစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်နံပါတ်3အချက်နဲ့ကတော့ကျွန်တော်တို့ ကုံသွဲစီးပွားမြင့်တင်ရေးအပိုင်းပေါ့ကုံသွဲစီးပွားမြင့်တင်ရေးအပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်တဲ့နောက်တစ်ချက်ကတော့ကျွန်တော်တို့တရုတ်မြန်မာစီးပွားရေးဈေးညာ CMC ဒါနဲ့ပတ်သက်ပြီးလည်းအဲ့စီးပွားရေးဈေးညာမှာရှိတဲ့သဘောတူညီပြီးသားအချက်တွေစီးပွားရေးဈေးညာမှာရှိနေတဲ့ကျွန်တော်တို့ဒါတရုတ်မြန်မာစီးပွားရေးဈေးညာမှာရှိနေတဲ့ကျွန်တော်တို့ဒါစီမံကိန်းတွေဒါတွေကိုအများအကောင်ထဲပေါ်ဆောင်ရွက်သွားဖို့နှစ်ဦးနှစ်ဖက်ကျွန်တော်တို့ထပ်လောင်းပြီးတော့ကြာအတည်ပြုခဲ့ပါတယ်ဒါပြင်မြန်မာနိုင်ငံရဲ့ ငင်းကြိုင်းလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံအနေနဲ့ဘောနော်ဆက်လက်ပြီးထောက်ခံဆောင်ရွက်သွားမယ်ဆက်လက်ပြီးကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတာလည်းအသိစိတ်ကျင်ပါတယ်ဒီတော့ခီးစဉ်တွေအားလုံးကိုချုပ်ပြီးပြောလိုက်တော့မြန်မာနိုင်ငံအတွက်ကျွန်တော်အခွင့်အလမ်းသစ်တွေအိန္ဒိယချင်းတရုတ်နိုင်ငံတွေအားလည်းမြန်မာနိုင်ငံအတွက်တော့အခွင့်အလမ်းသစ်တွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်ဒီအခွင့်အလမ်းသစ်တွေကိုမိမိရရစောက်ကိုင်းနိုင်ဖို့တို့ကကျွန်တော်ပြောနေကြတဲ့ကနေနံပါတ်1ကျွန်တော်တို့စီလုံးကြဖို့လိုတယ်နံပါတ်2ကျွန်တော်တို့ခစ်နဲ့အမီသွေးခေါ် ပြောမြင်တတ်ဖို့အရေးကြီးတယ်။ကဘာကြီးမှာဒီနေ့ဘာတွေဖြစ်နေလဲ။နိုင်ငံတကာမှာဘာတွေဖြစ်နေလဲ။ကျွန်တော်မြန်မာမှာဘာတွေဖြစ်နေလဲ။အမှန်တရားအတိုင်းပဲသုံးသပ်ပြီးတော့ကြာကျွန်တော်တို့ကကျွန်တော်တို့ပြင်ပြိုးတိုးတက်ရေးကျွန်တော်ပြည်သူလူထုရဲ့ဘောနော်နိုင်ငံတော်ရဲ့လူမှုစီးပွားဘဝမြင့်တင်နိုင်ရေးအတွက်မှန်ကန်တဲ့အတွေးခေါ်တင်တဲ့တွေးခေါ်ဆောင်ရွက်သွားကြဖို့အရေးကြီးတယ်လို့ပြောချင်ပါတယ်။ ဒီအနေပတ်သက်ပြီးတော့ကျွန်တော်သဘောတူလက်မှတ်ရေးထိုးကြတာရှိတယ်ရခိုင်နစ်ခရတိုင်း MOU ပေါ့ဗျာ MOU လဲထားကြတာခုမှလည်းအထက်လောင်းပြီးတော့ကြရေးထိုးကြတာရှိတယ်အဓိကတော့ကျွန်တော်တို့ကပထမဆုံးအဲဒီလုံခြုံတဲ့နေရာဟိုဒီအနုမြူစွိုင်းပေါ့နော်အသုံးပြုနိုင်တဲ့ဝတ်အတွက်လျှက်စစ်ဒါဘေးစုံတော့လုံခြုံတဲ့နေရာတွေကျွန်တော်တို့ဆက်လက်ပြီးရွေးချယ်သွားဖို့ရှိတယ်ကိုလည်းရန်ကုန်မှာခင်ဗျားတို့မြင်တဲ့အတိုင်းပဲကျွန်တော်ဟိုမှာ War Atomic Forum လုပ်နေတဲ့အချိန်မှာပဲကျွန်တော်တို့ဒီရန်ကုန်မှာလည်းကျွန်တော်တို့ လုပ်ခဲ့တာမျိုးရှိတယ်ဒီအမှုမျိုးစွိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အသိပေးလိုတာကအမှုမျိုးစွိုင်းရင်ဆိုတာကလုံခြုံမှုရှိတဲ့စွိုင်းဖြစ်ပါတယ်လုံခြုံမှုရှိတဲ့စွိုင်းဖြစ်ပါတယ်အမှုမျိုးစွိုင်းရင်ဆိုတာဒီကျွန်တော်တို့တည်ငြိမ်တဲ့လျှက်စစ်ကိုပေးနိုင်တဲ့စွိုင်းမျိုးဖြစ်ပါတယ်ဒီမြန်မာနိုင်ငံတိုးတက်ဖို့ဆိုရင်ကျွန်တော်တို့လျှက်စစ်စွိုင်းအားဘလောက်ထိလိုတယ်ဆိုတာကိုအားလုံးကသိပြီးဖြစ်လိမ့်မယ်လျှက်စစ်စွိုင်းအားလိုတဲ့နေရာမှာတည်ငြိမ်တဲ့လျှက်စစ်စွိုင်းရရှိဖို့အရေးကြီးတယ်အဲ့လိုတည်ငြိမ်တဲ့လျှက်စစ်စွိုင်းရရှိဖို့အရေးကြီးတယ်ဒါဥမာပဲဗျာကျွန်တော်ဆိုလာကနေလျှက်စစ်ရမယ် အာလီယာနေလျက်စင်ကဝင်းပါဝါနေလျက်စင်ရမယ်ပြီးရင်ကျွန်တော်တို့ရေအားလျက်စင်ရမယ်ပြီးရင်သဘာဝတန်းွေဒါမှမဟုတ်စက်တီးရနေလျက်စင်စွမ်းရမယ်ဘလိုအဖြစ်ဖြစ်လျက်စင်စွမ်းရင်ဆိုတာနိုင်ငံတကာနိုင်ငံမှာအမျိုးဆုံးပေါင်းပြီးတော့ကြဆောင်ရွက်ရတာဖြစ်တယ်ဥပမာဆိုလာလျက်စင်စွမ်းရင်ဆိုတာညဘက်မှာတော့ကျွန်တော်မရနိုင်တော့ဘူးအဲဒီဝင်းပါဝါဆိုတာတဲ့လေလေစွမ်းရင်ဆိုတာလေဒီလေတိုက်ခတ်မှုယုံနေတဲ့အချိန်မှာမရနိုင်တော့ဘူးဒီအချိန်မှာနိုင်ငံတကာနိုင်ငံလုံးမှာရှိနေတဲ့စွမ်းအင်အေးမြစ်ပေါ့နော်စွမ်းအင်အေးမြစ်တွေအားလုံးက အသုံးပြုပြီးတော့ကြာဒါလိုတဲ့စွမ်းအင်ကိုဒီဘက်စွမ်းအင်ကနေဖြည့်မယ်ဟိုဘက်ကလိုတဲ့စွမ်းအင်ကိုဒီဘက်ကနေဖြည့်မယ်ဆိုတဲ့ဟာမျိုးတွေလိုပါတယ်အဲဒါကြောင့်မလို့နော်ကျွန်တော်တို့အနေနဲ့ဒီစွမ်းအင်ဒီလဲဒါအစာပိုင်းရင်းနှီးမြုပ်နှံမှုဟာကြီးကောင်းကြီးမယ်နောက်ပိုင်းမှာတော့ကျွန်တော်တီငိန်နဲ့တရက်စစ်စွမ်းအင်နဲ့ခွေပြိုးတိုးတက်မှုရစေနိုင်တယ်ဒါကလျက်စစ်စွမ်းအင်နဲ့ပတ်သက်တဲ့အပိုင်းနောက်ပိုင်းအပိုင်းကတော့ဘာလို့တော့ကြဒီဟာကိုဆောင်ရွက်တဲ့နေရာမှာနျူကလ িয়ার စွမ်းအင်နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအနေနဲ့ထိတွေ့လာမယ်နျူကလ িয়ার စွမ်းအင်နဲ့ပတ်သက်လာပြီးရင်ကျွန်တော်တို့ ုသေသနာပြုမိတယ်ပေါ့နော်။စေဝါဆိုင်ရာသုသေသနာ၊ကျန်တဲ့သုသေသနာတွေအားလုံးကိုကျွန်တော်ဆောင်ရွက်နိုင်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဒီကျွန်တော်တို့အနေနဲ့ကျွန်တော်နိုင်ငံပြည်ပြိုးဖို့တိုးတက်ဖို့အတွက်ဒါလှုပ်ဆောင်ရမယ့်စွမ်းရည်တစ်ခုဖြစ်ကြောင်းကျွန်တော်အနေနဲ့ပြောလိုပါတယ်။အသိပေးလိုပါတယ်။ဆက်ရှိလာမယ်။ဒါယူနာပြည်နယ်အစိုးရရဲ့ပြောကြားချက်ပေါ့နော်။ယူနာပြည်နယ်အစိုးရရဲ့ပြောကြားချက်ဆိုတာလည်းတရုတ်ဘဟုအစိုးရရဲ့သဘောထားကိုပဲပြောကြားခြင်းဖြစ်ပါတယ်။ဒါကလည်းကျွန်တော်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးအပြုသဘောဆောင်ပြီးတော့ကြာ အားကောင်းတော့တွေ့ပါတယ်ဒီခီးစဉ်အားလုံးမှာအနှစ်ချုပ်ပြောရရင်ဒီနိုင်ငံသုံးနိုင်ငံလုံးဒီမြန်မာနိုင်ငံရွေးကောက်ပွဲကိုကြိုးဆိုးတယ်မြန်မာပြည်သူလူထုရဲ့ဘောနော်စာနာဖြစ်တဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုရှောက်လန်းနိုင်ရေးအတွက်ဘောနော်သူတို့အနေနဲ့အမြဲတမ်းအားပေးလျက်ရှိတယ်အဲဒီပြည်ရင်တို့မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်အမြဲတမ်းအားပေးလျက်ရှိတယ်ဒါလိုအားပေးလျက်ရှိတဲ့အကြောင်းမလို့ကျွန်တော်တို့နိုင်ငံအနေနဲ့ဒီကျွန်တော်မကြာမီမှာကျင်းပခဲ့တဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲယူအောင်မြင်စွာကျင်းပပြီးတော့ကျွန်တော်တို့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ စီကံစနစ်ကြတဲ့စစ်မှန်ပြေဝတဲ့ပါတီစုံဒီမိုစနစ်ကိုတည်သူလူထုတွေအားလုံးကလက်တွဲညီပူးပေါင်းဆောင်ရွက်ရှောက်လန်းသွားကြဖို့တိုက်တွန်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်